ဝင်ငွေကောင်းအောင်ငလင်လုံးမယ်ဆိုတဲ့သတင်းမှတွေတင်ကပွဲရှာခဲ့တာကြောင့်အပြစ်တင်ခံနေရတဲ့မိချို့ MCL ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်ပြည်သက်များရှင်မိချိုကအမျိုးသမီးလိုဝစ်စင်ကဟာတာဗီဒီယိုလေးလေးရိုင်းရင်းဆိုရှယ်မီဒီယာမှာဆယ်လီဖြစ်လာခဲ့တာပါဒါအပြင်အဖေနဲ့အကနဲ့လည်းခရက်ထကတိုင်းတိပြီးတိဆယ်လီဖြစ်သွားခဲ့တာပါဆယ်လီဆိုတဲ့အတိုင်းခရက်ရဲ့အချိန်လေးကြာသွားပြီဆိုရင်တော့ဆယ်လီရဲ့အရေးရောင်လည်းပြောင်းလာခဲ့ပါတယ်ဒါကြောင့်မလို့ဆယ်လီတွေကသူတို့ကိုလူတွေအာယုံတဆိုင်ဖြစ်လာအောင်ကြိုးစားကြပါတယ်ပြီးခဲ့တဲ့ရက်မှာတော့မိချိုကငလင်တရင်တွေနဲ့အတူလှုပ်လှုပ်ရွရွဖြစ်နေခဲ့တာပါပြီးခဲ့တဲ့21ရက်နေ့မှာငလင်လုံမဲ့ဆို ပြီးပေးနေစရာတအုပ်ကသတင်းတွေလွင့်ခဲ့ပါတယ်ရှင်းရက်ပိုင်းကလေးကသတင်းတွေလွင့်နေခဲ့တာဖြစ်ပါတယ်ဒါအပြင်အဆိုပါပေးရင်စရာက나이မိနစ်အတိကျနဲ့ကိုငလင်လုံမဲ့ဆိုပြီးပြောနေတာပါ21ရက်နေ့ရောက်ဖို့တရက်အလိုမှာတော့တချို့ယုံကြည်သူတွေကလည်းပြင်ဆင်ရမယ်ဆိုပြီးဖြစ်နေခဲ့တာပါဒါအပြင်မိချိုကလည်းသူ့အကောင့်ကနေ21ရက်နေ့ကငလင်လုံမဲ့နေ့ဆိုပြီးနှိုးဆော်ခဲ့တာပါ post တစ်ခုနဲ့နေ့နှိုးဆော်တာမဟုတ်ပဲ post တွေအများကြီးနဲ့နှိုးဆော်နေခဲ့တာဖြစ်ပါတယ်ငလင်လုံမဲ့လို့ဟောထားတဲ့အချိန်ကိုမရောက်မချင်းလဲစာရင်းတောက်လျှောက်တင်နေတာပါတချို့ကလည်းမိချို ိုတင်တဲ့စာရေးကြောင့်ငလင်းကတကယ်လှုပ်တော့မလားလို့စိတ်ထဲကပူထင်လာပါတယ်။တိုက်တွန်းတဲ့သူများလာတဲ့အချိန်မှာလူရဲ့စိတ်တဘာဝအရာကြောင်းစိတ်တွေကလည်းတိုးလာခဲ့တာပါ။မိချိုကလည်းဆန္ဒနာရီထိုးပြီးမိနစ်30ပဲလုပ်ရဲဆိုပြီးမျိုးစုံကိုတင်နေခဲ့တာပါ။ မိချုံရဲ့အပြောင်းအလဲကြောင့်တချို့ဆိုရင်အိမ်ပေါ်မှာတောင်မနေရတော့ဘဲအိမ်အောက်မှာတောင်ထိုင်ဆောင်နေတဲ့သူတွေတောင်ရှိပါတယ်။ဒါအပြင်ထင်ထားသလုံးကလင်းကတကယ်လောက်ခဲ့ခြင်းမျိုးမရှိပါဘူး။မိချုံကတော့သူ့အမမဟုတ်ဘဲငလင်းလုံမယ်လို့ဟောထားတဲ့ဘေးရင်ဆရာကမမှန်ကန်လို့ဆိုပြီးတာတင်ထားခဲ့တာပါ။လူအများအနေနဲ့လည်းဘေးရင်ဆရာကိုလည်းအပြစ်တင်ကြသလိုမိချုံကိုလည်းအပြစ်တင်နေတာပါ။မိချုံလို follower များတဲ့သူတယောက်နေနဲ့အခုလိုမတည်ကြတဲ့အရာတစ်ခုကိုတင်တာကလူတွေကိုကြောက်အောင်လုပ်နေတာနဲ့အတူတူပါပဲ။ဒါကြောင့်မလို့တချို့ကမိချုံက Facebook ကဝင်ငွေကောင်းအောင် post တွေရှောက်တင်နေရလို့ဆွဆွေးနေတာပါ။ငလင်နဲ့ပတ်သက်တဲ့ post တွေကြောင့်အာယုံဆိုင်နေတဲ့သူတွေလည်းများသွားကဝင်ငွေလည်းများသွားမှာပါ။မိချိုကရှေ့ရက်တွေထဲမှာလည်းတင်စရာမရှိပဲရှောက်တင်နေကြတာရှိပါတယ်။ Facebook ကအာယုံဆိုင်သူနဲ့လာပြီးဆိုရင်သူ့ရဲ့ page ကနေဝင်ဝင်ကလည်းမဝင်မဲဖြစ်လာမှာပါ။ဒါကြောင့်ပရိသတ်တွေသူ့ရဲ့ page ကိုစိတ်ဝင်စားလာအောင်ပိုက်ကြည့်တယ်ဆိုပြီးတင်ခဲ့ပါသေးတယ်။ကိုဝင်လွယ်ထားရတယ်ဆိုပြီး ရက်အကြကြီးလိန်ထားခဲ့ရကနေနောက်မှသာမရှိဘူးဆိုပြီးပြန်ဖြေရှင်းတာပါဒါအပြင် Facebook မှာတွေ့တဲ့ပုံမှန်သမျှကိုရှောက်တင်ပြီး post တင်များအောင်လည်းလုပ်ခဲ့ပါသေးတယ်။ငလင်လုံးမယ်လို့နာမည်ကြီးတဲ့21ရက်ဒီမှာလည်းသူ့ရဲ့ page ကိုလူစိတ်ဝင်စားအောင်ကောင်းကောင်းကြီးအသုံးချခဲ့တာလို့ပရိသတ်တွေကတော့ဆွဆွဲနေပါတယ်။မိချိုကတော့သူကစိတ်ပူလို့တင်တာပါဆိုပြီးငိုယူကဖြေရှင်းထားပါတယ်။အခုလုံငလင်နဲ့ပတ်သက်ပြီးသတင်းမှတင်နေပါ ဆယ်လီတချို့ကမှမိချို့ကိုရှုံချထားပါတယ်ပရိသတ်ကြီးရောမိချို့ကအွန်လိုင်းကနေဝင်ငွေဝင်ဖို့အတွက်လူများထိတ်လန့်အောင်ငလင်းသတင်းမှားတွေတင်နေကြတယ်လို့ထင်လားဆိုတာပြောပြပေးခဲ့ပါဦးအဆုံးထိကြည့်ရှုပေးခဲ့ကြလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့လက်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်